ားလုံးပဲမင်္ဂလာများကျွန်တော် Football AC Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီပါပရိသတ်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်ဒီနေ့ TikTok မှာတင်ထားတဲ့သတင်းလေးတစ်ပုဒ်ပေါ့နော်တွေ့လို့ကျွန်တော် live share လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော် Liverpool အသင်းကဒီ New Year ဒီပြောင်းရွှေ့ဈေးကွက်မှာ Atalanta ရဲ့ကွင်းလေကစားသမားဘရာဇီးဘရာဇီးနဲ့ Atalanta နှစ်သင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Ederson Ederson ကို ကျွန်တော်တို့လီဗာပူးအသင်းကဒီနွေရာသီဈေးကွက်မှာပေါင်53သန်းနဲ့ကမ်းလှမ်းနိုင်ပွဲရှိရဆိုပြီးတော့တင်းတော့ကဖော်ပြထားပါတော့တင်းတော့ပြင်တခြားအီတလီဘက်သတင်းနာမည်ကြီးသတင်းဌာနတချို့ကလည်းဖော်ပြထားကျွန်တော်တို့ဒီကစားသမားဆိုလို့ရှိရင်အတလန်တာအသင်းနဲ့ဒီယာဒီမှာဆိုလို့ရှိရင်ပွဲပေါင်း50နဲ့တပွဲကစားပြီးတော့လီဂိုသွင်းတော့တာနှစ်ကိုဖန်တီးပြထားပါတော့ကျွန်တော်တို့ဒီအီဒါဆန်ဆိုလို့ရှိရင်ဒီအတလန်တာအသင်းနဲ့2020 ခွန်ထိစာချုပ်တက်တန်းရှိနေသေးတာလည်းဖြစ်တယ်ဗောနော်အဲအကြောင်းမို့ဒီအတ္တလန်တာနင်းရလေဒီနေရာဒီမှာသူတို့ရဲ့လိုအပ်ချက်ငွေကြေးလိုအပ်ချက်ရရောင်းချနိုင်ပွဲရှိရဆိုပြီးတော့လည်းတင်းတော့မှာဖော်ပြထားကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီကစားသမားလေးကဆိုလို့ရှင် CN CN 66ပေါ့နော်နံပါတ်8ရို66ကစားသမားတယောက်လည်းဖြစ်တယ်ဗောကျွန်တော်တို့အသင်းမှာအခုလက်ရှိကွင်းလယ်မှာဆိုလို့ရှင်ကျွန်တော်တို့အားလုံးပေါင်း9ယောက်ရှိတယ်9ယောက်ထဲမှာဆိုလို့ရှင်ဝတ်တတူအန်တိုရှိတယ် နောက်တစ်ယောက်ကတော့ကတိဂျုံရှိရနောက်တော့ဟာဘီအီရော့ထရိုက်တာမော်ဒန်နဲ့မိုက်အလစ်စတာရိုင်ယန်ဂရာဘန်ဘတ်နောက်တစ်ယောက်ကတော့ဆိုဘိုစလိုင်းပေါ့နော်အဲ့ထဲမှာဆိုရင်ဒီပြိုင်အာနီစလော့အများဆုံးသုံးတာတော့ဆိုဘိုစလိုင်းရယ်ရိုင်ယန်ဂရာဘန်ဘတ်ရယ်မိုက်အလစ်စတာဒီသုံးယောက်အများဆုံးသုံးတယ်ပေါ့ကတိဂျုံကတိဂျုံကိုဒုတိယဦးစားပေးနေနဲ့သုံးပြီးတော့ဟာဘီအီရော့ဝတာရူအန်ဒိုရူကတော့ရန်ပါရန်ခါသုံးတာပေါ့နော်အဲ့တော့ ကျွန်တော်စိတ်ထင်ရတော့ဒီကစားသမား၃ယောက်ကိုအများဆုံး၃ချင်းအဖြစ်ကျန်တဲ့ကစားသမားတွေကိုတိတ်ဟိုမကြိုက်လို့ဖြစ်ချင်လဲဖြစ်မှာပေါ့နော်ကျွန်တော်တို့တူရဲအမြင်ကျွန်တော်တူရဲမြင်ရတော့ကစားသမားတွေကတော့အခုကောလာဟာလာတွေထွက်တာပေါ့ဟိုလူနဲ့ထွက်ဒီလူနဲ့ထွက်တယ်ဒါပေမဲ့ဒီတင်းကလည်းဒီနေ့မှကျွန်တော်တွေးလို့လာရောက်ပြီးတော့ sharing လုပ်ပြီးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အသင်းမှာတကယ်လိုအပ်တယ်တကယ်လို့ဝယ်ပေးမယ်ဆိုလို့ရှိရင်လိုအပ်တယ်ပေါ့ဘာဖြစ်လို့လိုအပ်တာလဲဆိုတော့ကျွန်တော်တို့အသင်းရဲ့ အဆင့်တန်းအနေထားနဲ့ကျွန်တော်လီဗာပူးအသင်းကအမြဲတမ်း EP ရဲ့ဖလားကိုစိန်ခေါ်နေတဲ့အသင်းသင်းပဲဖြစ်ရမှာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒီချန်ပီယံလိဝင်ဖို့အတွက်တဲတန်ရုံးကန်နေရတဲ့အသင်းကျွန်တော်တို့မဖြစ်ချင်။နောက်နောက်ပြီးတော့တစ်နှစ်လောက်ပရီးမီးယားလိရပြီးတော့လင်းငါးနှစ်လောက်ပျောက်သွားတာမျိုးလဲမဖြစ်ချင်ဘို့ကျွန်တော်တို့အသင်းအနေထားနဲ့ကျွန်တော်တို့လီဗာပူးရဲ့အဆင့်တန်းဒီပရီးမီးယားလိချန်ပီယံတိုက်တယ်ကိုအမြဲတမ်းစိန်ခေါ်နေတဲ့အသင်းသင်းပဲဖြစ်ရမှာပေါ့နော်။ အဲ့ကြောင့်မို့ကျွန်တော်တို့အနေနဲ့ကစားသမားဖြစ်တင်မဲ့ဖြစ်တင်မဲ့ဆိုရင်တကယ်လိုအပ်တယ်ပေါ့ဒီရာသီမှာဆိုလို့ရှိရင်လည်းလူကခေါ်ရတာမဟုတ်ဘူးအဲ့တော့ဒီတတင်းကလည်း50 50ပဲပေါ့တင်တော့မှာပေါ်ပြထားတာတော့ဒီဘဘူးတင်းနေတဲ့ဒီနူရာသီမှာဒီကစားသမားလေးအမှန်တကယ်စိတ်ဝင်စားနေပြီးတော့ပြောင်းရွှေ့ခြင်းပေါ့50တန်းအသုံးပြုနိုင်ပွဲရှိရဲဆိုပြီးတော့လည်းပြောထားရပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီကွင်းလဲနေရာမှာ CN66 မရှိဘူးတခြားတချို့ player တွေက CNDN တို့ CNAN တို့ CN right wing right wing အဲ့လိုပုံစံမျိုးတွေတွဲသုံးနေတဲ့ကစားသမားတွေပဲ CND အခု Ederson ကတော့ Brazil လက်ရွေးစင်နဲ့လည်းကစားနေပြီးတော့ Atlanta မှာဆိုလို့ရှိရင်လည်းကစားနေတာ CN စစ်စစ်ပေါ့ CN ကစားသမားစစ်စစ်လည်းဖြစ်တယ်အဲ့တော့ဒီနေရာဒီမှာကျွန်တော်အနေနဲ့ကတော့ကွင်းလေတယောက်လောက်တော့ခေါ်လိမ့်မယ်လို့ထင်ကျွန်တော်တို့ ဒီကွင်းလေကစားသမား DN ကစားသမားဟိုဆိုစီတက်ကချူအမန်ဒီယိုဆိုလို့ရှိရင်လေကျွန်တော်လီဗာပူးတင်ကစိတ်ဝင်စားခဲ့အမှန်တကယ်လေကျူပန်းခဲ့ဒါပေမဲ့ကစားသမားဝိလေကြောင့်ပတ်လောက်ပြီးတော့ကျွန်တော်လီဗာပူးတင်ငင်းဆန်သွားတဲ့အတွက်မတက်နိုင်ဘူးအဲ့တော့ဒီလူရတီပြောင်းရှိမှ CN ဖြည့်မယ်ဆိုလို့ရှိရင်လေဖြည့်တင်တယ်ပေါ့နော် CN ကစားသမားလေကွင်းလေကစားသမားလေလိုအပ်တယ်ပေါ့ကွင်းလေရောတိုက်စစ်ရောခံစစ်ရောပေါ့နော်ဒီ၃နေရာလုံးဖြည့်ရမှာအနည်းဆုံးကစားသမား၃ယောက်လောက်တော့အနည်းဆုံးဖြည့်ရမယ် လို့ထင်တယ်ဗောနော်ဖြည့်လဲဖြည့်တင်ပါတယ်3ယောက်လောက်တော့3ယောက်နဲ့4ယောက်ကြာဗောဒီတတင်းနဲ့ပတ်သက်ပြီးတော့လဲအာရိုမာနိုကလည်းပြန်ပြီးတော့ဖော်ပြထားတယ်ကျွန်တော်တွေ့တယ်ဗောနော်အဲ့တော့ဒီလီဗာပူးတင်ရဒီအီဒါဆန်ကိုစိတ်ဝင်စားနေတာဖြစ်ပြီးတော့ဒီနေရာဒီအပြောင်းရှိမှာပေါင်50တတန်းနဲ့ခေါ်ယူသွားနိုင်ပွဲရှိရဆိုပြီးတော့တင်းနေမှာဖော်ပြထားဒီအတလန်တာတင်းကလည်း ီဒါဆန်နာဒီနေရာဒီပြောင်းရှင်းမှာထွက်ခွာခဲ့မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အီဒါဆန်နေရာမှာအစားထိုးဖို့အတွက်အခုချိန်ထဲကကစားသမားရှာဖွေမှုတွေပြုလုပ်နေပြီဆိုပြီးတော့လေအီတလီဘက်သတင်းတွေမှာပေါ်ပြထားတယ်ကျွန်တော်တို့တွေ့တယ်။အဲ့တော့ဒီနေရာဒီပြောင်းရှင်းမှာတော့အီဒါဆန်နဲ့သတင်းထွက်နေတာတော့ဖြစ်လဲဖြစ်နိုင်တယ်မဖြစ်လဲမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့50 50ပဲအသင်းပိုက်ရှင်တွေကဝယ်ပြီးလို့ရှင်တော့ဖြစ်တာအောင်เนาะတကယ်လို့အသင်းပိုက်ရှင်တွေမဝယ်ပြီးဘူးဆိုလို့ရှင်လဲကျွန်တော်တို့အနေနဲ့ဘာမှမတက်နိုင်ဘူးကျွန်တော်တို့က နီးပြလဲကျွန်တော်တို့အတင်းမှာတာဝန်ကျေကစားသမားတွေကလည်းသူဟာသူတာဝန်ကျေဟိုအတင်းပန့်ဖို့ပြရမှာတော့ပိုင်ရှင်တွေရဲ့လောက်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီပိုင်ရှင်တွေကကျွန်တော်တို့အတင်းဘယ်လိုမျိုးသဘောထားလဲတော့ကျွန်တော်လည်းမသိဘူး။အမှန်တကယ်ဆိုကျွန်တော်တို့အတင်းရဲ့အဆင့်တန်းလီဗာပူးအတင်းရဲ့အဆင့်တန်းအနေနဲ့အမြဲတမ်းတိုင်တဲ့ချဲလေးကြောင့်စိန်ခေါ်နေတဲ့အတင်းတင်းပဲဖြစ်ရမှာ။ကျွန်တော်တို့ဒီပြီးမြလီလေးတစ်နှစ်လောက်ရလိုက်၄-၅နှစ်လောက်ပျောက်သွားလိုက်ချန်ပီယံလိဝင်ဖို့အသေးအံကံရလိုက်အဲ့လိုအနေအထားမျိုး အတင်းတင်းမှုတ်ကိုအဲ့လိုအစင့်တန်မျိုးတင်းတင်းမှုတ်ကိုအမြဲတမ်းအမြင့်မှာပဲပြန်တန်းနေရမယ်တင်းတင်းဘာမဟုတ်တဲ့ဒီပိုင်ရှင်ဒီကစီနဲတာကြောင့်ကျွန်တော်တို့အတင်းကတစ်ခါတလေရုံးကန်ရလိုက်တစ်ခါတလေကြရင်ဒီဟိုအောင်မြင်လာလိုက်ပေါ့နော်အဲ့လိုမျိုးတွေ ਨੇ လုံးလိုက်ချလဲရိုက်နေပြီးတော့ကျွန်တော်ဒီမန်စီးတီးတို့ဘာလို့ဆိုလို့ရှင်လဲတို့အတင်းကို ဖြည့်တင်ပေးနေတာပေါ့နော်ဒီရာသီဆိုလို့ရှိရင်လည်းလူတွေဝယ်ထားရမယ်လူရာသီမှာလည်းပေါင်သန်း300လောက်ထပ်ပြီးတော့တောင်းအောင်မယ်ဆိုပြီးကောလာဟလာတင်းနေကြီးကျွန်တော်တွေ့ရတော့အဲ့တော့လီဗာပူးတင်းနေနဲ့ဒီတင်းနေနဲ့ဖိုက်မယ်ဆိုလို့ရှိရင်တော့သူတို့လောက်မတော်ရင်တော့မှသူတို့တဝက်လောက်တော့သုံးမေးတင်းနေလို့တော့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒီနောက်ပိုင်းကျလို့ရှိရင်ဟိုဒီစကောက်ချတဲ့ကောင်တွေခေါ်ပြီးတော့ချွေးသိမ့်တာမျိုးကျွန်တော်တို့မလိုချင်ပေါ့နော်အမှန်ကန် quality player တွေကျွန်တော်တို့ခေါ်ပြီးစေချင်တယ်ဒီ Ederson ဆိုတာလည်းအတလန်နာကွင်းလယ်မှာဆိုလို့ချင်းတကယ်ဆရာတစုပဲပေါ့ဒီရာဒီမှာရောဒီရှေ့200ဒီ300ဒီလောက်ရှိအတလန်တာအသင်းနဲ့ချစ်စွမ်းပြနေတာပြီးတော့ Ederson ကိုခေါ်ချင်တာကျွန်တော်တို့ Liverpool အသင်းသင်းနဲ့မဟုတ်ပဲね Atletico Madrid ရဲ့ Manchester United ရဲ့ Jupin တက်တို့ကလည်းစိတ်ဝင်စားနေရဆိုပြီးတော့တင်းတော့မှာပေါ်ပြတာကျွန်တော်တို့တွေ့ပါတယ်အဲ့တော့ညီကိုတို့အနေနဲ့လည်းဒီပြောင်းရွှေ့ ကောလာဟလသတင်းလေးနဲ့ပတ်သက်ပြီးတော့ဘလို့မျိုးဟိုထင်မြင်ယူဆကြလဲဆိုတော့ကောမမောင်ဝင်ရောက်ဆွေးနွေးသွားလေးရပါတယ်ကျွန်တော်ရဲ့ channel လေးမှာလီပါဦးအကြောင်းအရာအငြင်းနဲ့တင်မှာမလို့ channel လေး like subscribe လေးလုပ်လုပ်သွားပြီးကိုလည်းမြစ်တိုင်ရခံပါတယ်အများအားလုံးပဲကျေးဇူးတင်ပါတယ်